ဒီခါတော့ကျွန်တော်တို့ကငွေတွေအရန်ခက်ခဲနေကြက်တင်းနေလို့ဆိုကျွန်တော်ခဏခဏဖိုက်ပါနေပူစားတဲ့ကျွန်တော်ရဲ့ပိတ်သက်တီးပေါ့နော်ကျွန်တော်ရဲ့သမီးတော်တွေကျွန်တော်ရဲ့အဲမိတ်ဆွေပေါင်းတဲ့နေအတွက်ဟိုဒီကျွန်တော်ကိုတွေ့ကိုတွေ့ကိုမျှဝေပေးပါမယ်နော်အားလုံးကျွန်တော်ခဏခဏတင်နေဟာလေးတွေရှိတယ်အဲ့တော့ဘာပဲလှုပ်လှုပ်ပေါ့နော်ဒီဘုရားရှင်မကုတ်ခင်မှာကိုလက်မျက်ကိုလက်မျက်နှာချစ်စေးကြောတာပဲပြီးရေချိုးပြတာပဲပြီးတန်တန်ရှင်းရှင်းနဲ့နေပြီးတော့အိမ်ဆိုလည်းအဖြူရောင်ပေါ့နော်ဒါမျိုးလေးနေဝတ်ပါအဖြူလေးဝတ်တန်တန်ရှင်းရှင်းတတ်တတ်ရရလေးနဲ့တော့ဝတ်ပြီးတော့ ်ဘုရားရှင်ကိုပါပြီးပြီဆိုလို့ရှိရင်ငါးပါးသီလခံယူပါသီလစောက်ဒီပါတရားကုန်ဒီစောက်ဒီစောက်ဒီပါငါးပါးသီလခံယူပါနော်ပြီးလို့ရှိရင်ဘုရားရှင်ရှင်ကိုလည်းအမြဲတောက်တော်ကြီးကပ္ပါတိချာလေးဒီချာလေးပူဇော်ပါနော်စီမီဖျောင်းတိုင်းအမွေးတိုင်းအကုန်လုံးပူဇော်ပါ နော်ကိုကနှလုံးမကောင်းရင်တော့အမွှေးတိုင်းမပူဆောင်နဲ့ဒါပေမဲ့ရင်မွေးတွေပါတယ်သုံးလို့ရပါတယ်နော်ရင်မွေးစပါပန်းဆိုလဲအပွင့်တဲ့ဆောင်တဲ့ပန်းတွေကိုကပ်ပါဒါကျွန်တော်ခဏခဏပြောခဲ့တဲ့အကြောင်းအရာတွေပါပဲခဲဟုတ်ပါပြီအခုတော့ကျွန်တော်ကကျွန်တော်အခုလက်ရှိပေါ့နော်အတွေ့အကြုံရပြောပြပါမယ်နော်အဲငွေတွေပြတ်နေပြီဆိုတဲ့လူကလှုပ်တင်တာကတော့ကျွန်တော်တို့ကဘာရွတ်တင်လဲဆိုတော့ကျွန်တော်ကအရင်တော့ကထိပေါက်အောင်ဆိုရွတ်ခိုင်းတဲ့ကာလာလေးတခုရှိတယ်ဗျပြီးရင်ကျွန်တော် comment မှာလည်းရေးပေးပါမယ်။ comment မှာလည်းရေးပေးပါမယ်နော်။ဟောပါစကရွတ်ပြန်ရင်တော့ဒီကြတော့ရကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့ ရွတ်တဲ့ခါရာတော်မှာသူပြီးတဲ့ခါရာတော်ပေါ့နော်။ရကန်းဆောင်ဆရာဘက်ခါရာတော်ကိုကျွန်တော်အခုပြန်ပြုတ်ထပ်ပြီးတော့မျှဝေခြင်းနဲ့အဲအလုံးကလည်းဒီခါရာကိုဘရီးစိတ်ပါနော်။ဘရီးစိတ်တရားရှင်လုံးဘရီးနဲ့တနည်းကိုကိုးပတ်စိတ်ပါပြီးလို့ရှိရင်ဘရီးစိတ်တဲ့အချိန်မှာတော့ဘာလို့ရမှာလဲဆိုလို့ရှိရင်နော်။အာယုံမှာတော့ဗုဒ္ဓကိုပဲကြီးညူရမယ်ပေါ့နော်။ဗုဒ္ဓရဲ့ဓမ္မတန်ခါပေါ့နော်။ဗုဒ္ဓမြတ်စွာဘုရားရဲ့ဂုဏ်တော်ဓမ္မတရားတွေရဲ့ဂုဏ်တော်နဲ့တန်ခါတော်ရဲ့ဂုဏ်တော်တွေကိုပဲကြီးညိုတရာပွားပါ ဒါပေမဲ့ဒီပရီးတစ်ပတ်ပေးရတဲ့အခါမှာကျွန်တော်တို့ပရီးစိတ်တဲ့နေရာကိုရောက်လာပြီပေါ့နော်ဟိုနော်ပရီးရဲ့ရင်းကိုရောက်လာတဲ့အချိန်မှာဘာလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဆူတောင်းရတယ်ဗျတပတ်ပြီးတိုင်းတစ်ခါဆူတောင်းမယ်။ဘာဥမာပေါ့ငွေဝင်စည်းစည်းခြင်းလဲဆိုကျွန်တော်ဥမာအလုပ်တစ်ခုလုပ်တယ်။အဲအလုပ်ကနေပြီးတော့ငွေဝင်နှောင်းချောင်းတွေပေါ်လာပါစေ။ဒါမှအကူကြီးမဆာတွေပေါ်လာပါ။ရကန်းစင်တော်ဆရာဖေကူကြီးပါမဆာပါပေါ့။ရကန်းစင်တော်ဖေကြီးတပြီးတော့ဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးတွေ ဟိုဖြစ်နေပါတယ်ဒါကြောင့်မလို့ဒီငွေကြေးလက်လက်ပိုင်းလို့ပါတယ်ဒါကြောင့်မလို့ကုညီပေးပါဆောင်းလျှောက်ပေးပါစသဖြင့်ရေကန်းစင်အောင်ဆရာပဲတန်းတာပါနော်ဆရာတော်ဘယ်ရရတကယ်ဆောင်းလျှောက်ပါတယ်နော်ကျွန်တော်တကယ်လုပ်နေတဲ့အရာတွေပါကျွန်တော်တကယ်လုပ်နေတာမလို့ဆောင်းလျှောက်ပါတယ်ရေကန်းစင်အောင်ဆရာဘယ်ရဆောင်းလျှောက်ဖို့အတွက်သူ့ပေးတဲ့ပရိစိန်ကြီးလေးကိုတေချာစိတ်ပါနော်ကျွန်တော်လည်းမျှဝေး မျှဝေပေးဖို့လေကျွန်တော်အာယုံထဲမှာလည်းရှားပါတယ်ရတဲ့ခါကျတော့ကျွန်တော်ကလည်းအခုအလုံးအမြန်ကြီးမျှဝေပေးလိုက်တာပါကျွန်တော်ဗိုက်ဘာနဲ့တချီချီပူစာနဲ့တပည့်တပည့်မာတွေနော်တရားလုပ်ပြီးပါအဲ့တော့နောက်တစ်ခုကဗျဒီပတိစိတ်တဲ့ခါမှာကျွန်တော်တို့ကထဆင်လို့ပုံစံဆက်ရတယ်ဗျဟိုလက်ကလေးကင်တဲ့ခါမှာပတိကိုလိန်ထားပြီးတော့နှစ်ခုမြင်လိုက်လို့ရှိရင်ဝါနှလုံးပူနေတဲ့ထဆင်တဲ့ပုံစံနှစ်ဖက်လက်နှစ်ဖက်ကင်ပြီးတော့ပဲစိတ်ပါနော်အားလေးစစိပါစိပြီးတော့ရှင်မှာပရိယိုစိရင်စိရင်စိနေမှာအားလုံးကျွန်တော်စကင်နေနေရပြန်ရောက်ပြီဆိုရင်ဒါကကျွန်တော်တို့က ဟိုဟာဖြစ်သွားပြီပေါ့နော်တပတ်ပြေးသွားပြီပေါ့အဲ့တော့တပတ်ပြေးပြီးရင်တခါဆူတောင်းဖို့လိုပါတယ်ပြီးလို့ရှိရင်ရကန်းဆန်တော်ဆရာဖရာယူတန်းတားဖို့လိုပါတယ်ဒါဆိုရှင်ငွေတွေတကယ်ဝင်ပါတယ်တကယ်ဆူတောင်းလည်းပြေးပါတယ်နော်ဒါကျွန်တော်ကိုတိကျွန်တော်ကိုတိမလို့ရှယ်ပေးတာပါအခုငလင်ပေးကြောင့်ခက်ခဲနေတဲ့သူတွေအားလုံးစိတ်ကြည်ပါဗျာဒီနေ့ကိုကိုယ့်ဘက်စိတ်ကြည်ပါဒီနေ့ကိုကိုယ့်ဘက်မှာတထိုင်နဲ့စိတ်နဲ့ရတယ် ဒါမှမဟုတ်လို့ရှိရင်ခွဲခွဲပြီးတော့ကိုနိုင်တဲ့လောက်စိတ်တွေရတယ်เนาะအဲ့ဒါလေးကိုတော့ကျွန်တော်ပြောချင်တယ် share share ချင်ပါတယ်เนาะ share ချင်ပါတယ်အဲ့ဒါလေးကိုတော့တရားလုပ်ပြီးပါနောက်တစ်ခါပတိမစိတ်ခင်မှာဘုရားရှင်ကိုတဲ့ချိန်မှာဗုဒ္ဓံမြတ်စွာဘုရားဦးစင်းပူဇော်ကြတော့ပါဓမ္မံတရားမြတ်ဦးစင်းပူဇော်ကြတော့ပါဆိုသုံးဦးသုံးချိန်ချတယ်မဟုတ်လားချပြီးလို့ရှိရင်လည်းဘာရွတ်တင်လဲဆိုလို့ရှိရင်အနန္တနန္ဒငါးပါးပါเนาะ ဗုဒ္ဓဂုဏနဲ့ဓမ္မဂုဏနဲ့သံဃာဂုဏနဲ့မာတာပိတုဂုဏနဲ့ပြီးရင်တော့နောက်တစ်ထပ်ရဲ့အာရှယာဂုဏနဲ့တော့ပြီးရင်တော့ဗောနော်ခင်မွန်ကြီးဆေပါကိုလည်းပူဇော်ကြောပဲအကြောင်းလေးကြောတင်ပါတယ်နော်ဒါလေးကိုလည်းကျွန်တော်အကြံပေးတယ်နော်ဘုရားရှင်ကိုလိုက်ပြီးဆိုတော့ဗုဒ္ဓံတန်ဆန်ဓမ္မဆန်သံဃာနိုင်ဆိုင်ပြီးမိကလည်းတရဏဂုံစောက်တရားလည်းလုပ်ရမယ်နော်ပြီးပြီဆိုလို့ရှိရင်ဘာလို့တင်လဲဆိုလို့ရှိရင်အကောင်အဘာဒီလာလည်းခံပါတော့နော်ဘာနာတိပါတာအနည်းဆုံးအဘာဒီလာလုံအောင်ထိမ့်ပါဗျာနော်လုံအောင်ထိမ့်ပါတတ်နိုင်စလုံအောင်ထိမ့်ပါ တတ်နိုင်ဆုံးလုပ်အောင်ထိန်းစေခြင်းပါလေဘာဝတည်းလုံလို့ရှိရင်အဲ့လိုအတွက်စောင့်ရှောက်တဲ့သူတွေအများကြီးပါနော်ပြီးလို့ရှိရင်အမျှဝေဖို့လည်းမမေ့ပါနဲ့နော်မေတ္တာပို့ဖို့လည်းမမေ့ပါနဲ့အဲ့ကျွန်တော်ပြောချင်မေတ္တာတုပ်လေးကိုဒီခုနကကျွန်တော်ပြောတဲ့ပရိစိန်ကြီးမစိတ်ခင်မှာမေတ္တာတုပ်လေးကိုလည်းရွတ်ပါနော်ကြေကြေလေးရွတ်ပြီးပါကြေကြေလေးရွတ်ပြီးပါဘုရားစာရွတ်တာကိုရှက်စရာမှမဟုတ်တာနော်လူတွေကလည်းဘယ်သူမှမလာပြီးမောင်းမထုတ်ပါဘူးဘုရားစာအကြေကြီးရွတ်လို့ဆိုပြီးတရားဆွဲရသေးတယ်မြန်မာပြည်မှာမရှိပါဘူးနော် အနိုင်ငံသားမှဆိုရင်တော့ဆူညံလို့ဆိုပြီးတာဆိုရင်ဆိုမှာပေါ့နော်မြန်မာပြည်မှာတော့မရှိပါဘူးအဲ့တော့ကြတော့ဒီကျွန်တော်တို့ရကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့ဆရာတော်ဘုရားကြီးရဲ့ပုံတော်ဆိုလို့ရှိရင်လည်းလေကျွန်တော်တို့ online မှာပေါ်တယ်တက်တော့မှလည်းပေါ်တယ်ရှာကြည့်လိုက်ဘုရားဆရာတော်ဘုရားကြီးရဲ့မျက်နှာတော်ကိုလည်းမြင်အောင်ကြည့်ပေါ့နော်ကြည့်ပြီးတော့အဲ့လိုမျိုးကိုကအာရုံထဲမှာလည်းပြူပါပြူပြီးတော့ဆူတောင်းမှာလေးရင်းနဲ့ဆူတောင်းမှာတကယ်ပြည်ပါတယ်နော်ဒါကျွန်တော်ကိုတိမ်မလို့ပြောတာပါရကန်းစင်တော်ဆရာဘုရားကြီးကအမဆာပါတယ်နော်ကျမကြီးမကောင်းတဲ့သူလည်း ဆရာဘုရားကြီးကိုကြီးတောင်းလို့ရပါတယ်เนาะဆရာကြီးပါတယ်သူကဒီ ကိုကြီးလေးမဆပါရယ်နော်ကိုနေသားသမီးတွေအားလုံးဆောင်းလျှောက်ပေးပါတယ်ဆောင်းလျှောက်ပေးပါတော့ဖရာတရားလုပ်တဲ့သူတွေငါမသီလာမြဲတဲ့သူတွေပို့ပြီးဆောင်းလျှောက်တော့ပေါ့နောက်မြစ်တာပေါအောင်တော့ပေါ့ပါအဲ့တော့ကျွန်တော်ဘုရားရှင်ဟောတယ်ဘာပဲလုပ်လို့အဲ့တော့အဲ့လိုပဲပေါမောင်ကျုပ်ဆရာတော်ဘုရားကြီးဟောတယ်လို့ပဲရှိပါတယ်ဘာပဲလုပ်လို့မြစ်တာရင်ပို့ပါမြစ်တာအနည်းဆုံး၄ချိန်ပို့ပါနော်၄ချိန်ပို့ပြီးပြီအချိန်ကြာမှာခုနပရိစိတ်နီတွေကိုလုပ်ပါရကန်းဆရာတော်ဆရာဘုရားကြီးလည်းအထူးမြစ်တာပို့ပေးပါပရိစိတ်တက်ခါစိတ်ပြီးတဲ့တပတ်ပြီးတိုင်းတခါဆူတော့မှစိတ်တက်ခါမှာထဆင်းနေပုံလားစိတ်ပါနော်အမေပါနဲ့နော်ကျွန်တော်ပြောတာလေးတွေကိုတိကျ လေးလေးနဲ့လှုပ်ကြည့်ပါလေးလေးလေးနဲ့လှုပ်ကြည့်ပါเนาะတကယ်ဝင်ပါလေအခုအရန်ခက်ခဲနေသေးလားပြောထားသေးရှိရင်เนาะဒါလေးကိုလှုပ်ကြည့်ပြပါကြည့်ရကန်းစံတော်ဆရာဘုရားကြီးရဲ့ပရိစိန်ကြီးကပါလဲဆိုလို့ရှိရင်တရားရှင်လုံးပရိနဲ့စိတ်ပါမယ်เนาะ တိတ်တိပခောဝအရဟံဗုဒ္ဓောမိတတပါကံဗုဒ္ဓံတရဏံကိစ္ဆာမိတိတ်တိပခောဝအရဟံဓမ္မောမိတတပါကံယံဓမ္မံတရဏံကိစ္ဆာမိတိတ်တိပခောဝအရဟံတန်ခောမိတတပါကံယံတန်ခံတရဏံကိစ္ဆာမိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိပါအဲ့လိုတစ်ခါရွတ်ပြီးတိုင်းပရိတလုံးချပါနော်အော်အာယုံပြရမှာကအဲ့ဒီမှာကြည်ကြည်ပါတိတ်တိပခောဝအရဟံဆိုဘခောဝလည်း ပေါ့မြောက်တယ်အရဟံလည်းပေါ့မြောက်တယ်ပေါ့မြောက်ခြင်းဖြစ်ပါစေသည်ဗုဒ္ဓံသဏ္ဍာန်ကိစ္စမိနော်တိတိဘုရားဗုဒ္ဓောမိတတ္တပါကယံကျွန်ုပ်ဒီဗုဒ္ဓံမြတ်စွာဘုရားတတ်ဝေယုံကြည်တဲ့အတွက်ကြောင့်ဗုဒ္ဓံသဏ္ဍာန်ကိစ္စမိနော်တဏ္ဍဂုံဗုဒ္ဓဗုဒ္ဓဗုဒ္ဓကိုတရဏံကိုကိုရာဟူ၍ကိစ္စမိစိကပ်ပူဇော်ပါ၏အရှင်ဘုရားဆိုအတိတ်ပဲပါပဲအဲ့တော့ဒါဟာတိပိဒအတိတ်ပဲဒီဟုပဲဂုံတော်ကြီးရဲ့တိတိပေါအောင်စိတ်တဲ့ပရိစိန်ကြီးဖြစ်တဲ့အတွက်ကြောင့်အန်ရည်လည်းမရှိပါဘူး ကိုကထီပေါက်လက်ပေါက်ငွေဝင်ထီမပေါက်ငွေဝင်လည်းငွေဝင်ကျန်းစီပါတယ်နော် တကယ်တော့ကြီးတကယ်ရွတ်ကြီးပါပြီးလို့ရှိရင်တော့ကျွန်တော်ပြောသူတွေတစ်ဖက်ပြီးပြီဆိုတော့ရေကန်းစင်တော်ဆရာဖခင်ကြီးကိုတန်တာပါကိုလိုချင်တဲ့စုလေးတောင်းကြည့်ပါနော်တကယ်စုပြီးပါတယ်ဟော၃ရက်ကျွန်တော်၃ရက်ပဲဒီပရိကိုဘက်ကို၃ရက်ပဲစေရသေးတယ်အဋိဌံလောက်တာမဟုတ်ဘူးเนาะကျွန်တော်ကပုံမှန်စိတ်တယ်နေ့တိုင်းမှာကိုဘက်ရအောင်စိတ်တယ်အခုရင်းတော့ဆိုတော့၃ဘက်ပဲစိတ်တယ်အခုဆိုတစ်ဖက်ပဲတစ်ဖက်ပဲစိတ်တာအခုဆိုရင်ကိုဘက်စိတ်ပါတယ်နေ့စဉ်နေ့တိုင်းဆက်စိတ်ရ၃ရက်အတွင်းမှာလည်းကိုရဲ့ဆန္ဒတွေပြည့်ပါတယ်เนาะအားအကြောင်းမလို့ တပတ်စိတ်ပြီးပြီဆိုရင်အခန်းဆောင်ဆရာကိုဖြစ်ချင်တာလေးကိုတန်တာပါเนาะအများကြီးလည်းမပြောနဲ့ပေါ့ကိုဖြစ်ချင်တာတစ်ခုနှစ်ခုပဲပြောပါเนาะမက်ဆီမမ်မက်ဆီမမ်နှစ်ခုပေါ့เนาะအဲ့လောက်ပဲပြောပါဒါဆိုရင်တော့တကယ်ပြည့်ပါတယ်ဗျတကယ်ပြည့်ပါတယ်အဲ့ဒါကြောင့်မကျွန်တော်အနေနဲ့အားလုံးကိုကြံပြီးခြင်းနဲ့ခုနကကျွန်တော်ရွတ်သွားတဲ့ကာတာကိုကျွန်တော် comment မှာလည်းရေးပေးပါမယ်เนาะ တိတိဘဂဝါအရဟံဗုဒ္ဓမိတ္တတာဘဂယံဗုဒ္ဓံသရဏံကိစ္ဆာယိတိတိဘဂဝါအရဟံဓမ္မောမိတ္တတာဘဂယံဓမ္မံသရဏံကိစ္ဆာယိတိတိဘဂဝါအရဟံတန်ခေါမိတ္တတာဘဂယံတန်ခံသရဏံကိစ္ဆာမိဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံဆက်တန်ခံသရဏံကိစ္ဆာမိပါအော်ပရိတလုံးချတရားရှင်လုံးပရိနဲ့စိတ်ပါတပတ်ပြည့်ပြီဆိုတာနဲ့ ကိုလိုချင်တဲ့စုလေးကိုတောင်းပါငွေဝင်ပါစေငွေဝင်ပါစေဆုတောင်းပါအလုံလန်းကြောင့်နေအဆင်ပြေအဆင်ပြေပါစေတမိုင်းမကောင်းတဲ့တမိုင်းမကောင်းဆုတောင်းပါဘီရင်ကန်းစင်တော်ဆရာတော်ဘုရားကြီးကိုညီမဆောင်းလျှောက်ပါလို့တိုင်တယ်ပေးပါနော်ဆရာတော်ဘုရားကြီးရဲ့ပုံတော်လေးကိုမြင်အောင်ကြည့်ပြလို့ရှိရင်ပုံလေးနဲ့မြင်အောင်ကြည့်ပြီးဆုတောင်းပေးပါကျွန်တော်လည်းဆုတောင်းပေးတယ်ဗျာဒါကျွန်တော်ကတကယ်လက်တွေ့လုပ်ကြည့်ပြီးတော့အားလုံးကိုပြန်မျှဝေပေးလိုက်တာပါနော်ဆရာတော်ရကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့ကိုညီချင်းဆောင်းလျှောက်ခြင်းမဆာခြင်းကိုလည်းခံစားဆန်းစားကြပါပါစေအခုကြုံနေရတဲ့ဒုက္ခတွေလည်းအမြန်ဆုံးကင်းဝေးပြီးတော့ငိုကြည့်လက်လက်ပါလေပေါ်ကြွကြပါစေဆုတောင်းလိုက်ပါတယ်နော် ကဲဒီပို့စီကိုအကျိုးရှိရဆို share ပြီးရ like ပြီးပါအောင်နော် comment နဲ့ရေးပြီးခဲ့ကြပါကျွန်တော် comment မှာဒီကာရာလေးကိုပြန်ပြီးတော့လည်းရေးပြီးပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်